်မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးအနေနဲ့ပြည်သူများငတ်မုတ်ပြီးအညံ့ခံလောင်လုံးနေသည့်စေအုပ်စုကိုနိုင်ငံတကာကလက်ပိုက်ကြည့်မနေသင့်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စေယုစုကမြမပြည်သူများကိုငတ်မို့အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေသည့်နိလာအသုံးပြုနေသည့်အပေါ်နိုင်ငံတကာအတိုင်ဝန်နေဖြင့်လက်ပိုက်ကြည့်မနေတဲ့ကြောင့်တန်မဲကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အော်တိုဝါလာ၁၉ရက်နေ့ကုလသမဂ္ဂဌာနချုပ်၌ကျင်းပသည့်စာနယ်ရိက္ခာ ရှိခွေဆိုင်ရာအပြန်လန်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထုံကအထက်ပါတိုင်းပြောကြားခဲ့သလိုမြမနိုင်ငံတွင်စားနပ်ရိက္ခာရရှိခွေမှာစနစ်တကျပင်ညှင်းပယ်ခံထားရကြောင်းလည်းဆိုပါတယ်ပြည်သူတွေငဲ့နေရင်သူတို့ကိုမတော်လန်နိုင်တော့ဘူးဆိုတဲ့ပြုဟာကိုအရက်ဆက်ဆုံးကျင့်သုံးနေတဲ့ရွာတွေမိရှို့တဲ့ပစ္စည်းတွေလူတွေမြို့ပြတွေမှာဆိုရင်လေကျူးကျော်ဆိုပြီးအိမ်တွေဖြတ်ဆိုင်တွေဖြတ်လုပ်နေတာကပြည်သူတွေငဲ့အောင်ကိုရည်ရွယ်ချက်ကြီးကြီးနဲ့လှုပ်ဆောင်နေတာဟုရန်ကုန်အခြေဆိုင် ိုင်ငံရေးဆောင်ပါရှင်တို့ကပြောပါရယ် ဆေးဥစုတင်အကူအညီပေးရသည့်ထောက်ပံ့မှုများကိုတမ်းမြစ်ပိတ်ဆို့ခြင်းလူသားချင်းစာနာထောက်ထားမှုကူညီများကိုဟန်တာကန့်သက်ခြင်းနှင့်လေယာမြေများနှင့်စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများကိုလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများဖြင့်ဖျက်ဆီးခြင်းတို့လှုပ်ဆောင်လျက်ရှိကြောင်းထို့ပြင်ဆေးဥစုကခရိုနီအတိုင်းဝိုင်းများကိုမဖြစ်မနေလိုအပ်သည့်ကုန်စည်ပစ္စည်းဝင်ထွက်စီးဆင်းမှုများထိန်းချုပ်ရန်နှင့်ကုန်ပစ္စည်းများရှားပါမှုမှတစင်အမျက်ထုတ်နိုင်ရန်ခွင့်ပြုပေးထားကြောင်းဆိုရသည့်အခြေအနေအမျိုးမျိုးစုဆောင်နေသည့်အနေအထားတွင်အမျိုး သမီးများကလေးတငယ်များပြည်တွင်းနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့အိမ်တောင်စုများရိုဟင်ဂျာဒုက္ခသည်များမြို့နေပြည်သူများအလုံးအနေဖြင့်စားနပ်ရိက္ခာမဖူလုံမှုအာဟာရမပြေဝမှု ကျမ်းမာရေးအရေးပေါ်အခြေအနေများနဲ့ဝင်ငွေမလောင်ငါမှုတို့ကြောင့်ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများနဲ့ချိန်ချောက်မှုများကိုရင်ဆိုင်နေရကြောင်းလဲဆိုပါရယ်ခံမှန်းချေအဖြစ်2025ခုနှစ်တွင်လူဦးရေ15တသမ2တန်းခန့်သည့်အရေးပေါ်စားနပ်ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီး3တသမ5တန်းသောပြည်သူများအနေဖြင့်ပြည်တွင်း၌နေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းအာဏာသိမ်းမှု၏နောက်ဆက်တွဲဖြင့်စားနပ်ရိက္ခာရရှိခွင့်မှာပြိုလဲလျက်ရှိကတရားမဝင်ဆင့်အာဏာသိမ်းမှုကစီးပွားရေးရန်နေရာများကိုလက်နက် ဖွဲ့အသုံးပြုလျက်ငတ်မှုမှုနဲ့ဆင်းရဲမွေးတင်မှုတို့ဖြစ်ပေါ်စေလျက်ရှိကြောင်းတန်မဲကြီးကပြောပါရယ်ဆက်လက်ပြီးတန်မဲကြီးကထို့သို့အမျက်ထုံးမှုပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ရက်ဆက်ကြမ်းကြုတ်မှုများအပြီးတိုင်ခြုံငင်းရေးအတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝန်ထံမှညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိသည့်ထိရောက်သောဆောင်ရွက်ချက်များချက်ချင်းလုံဆောင်ရန်တောင်းဆိုကြောင်းလည်းပြောပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းသွားမယ်လို့ NCA အခမ်းအနားတက်တဲ့ EEO တွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အထွေထွေရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအဖက်ဖက်ကနေပူးပေါင်းသွားမယ်လို့ NC 10နှစ်ပြည့်ခမ်းနားကိုတင်ရောက်ခဲ့တဲ့ဒိုင်းသားလက်နက်ကန် EEO ကိုယ်စားလှယ်တွေကပြောဆိုကြောင်းစစ်ကော်မရှင်ကတရင်ထုတ်ပြန်ပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျီမင်းအောင်လိုက်ထံငင်းချေးဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ဒိုင်းသားလက်နက်ကန်ကိုယ်စားလှယ်ဖွဲ့တွေကအောက်တိုဘာ18ရက်နေ့မှာတွားရောက်တွေ့ဆုံခြင်းပြောဆိုခဲ့တာပါရေကောက်ပွဲဟာငင်းချေးလုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်တဲ့အတွက်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရေကောက် ောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအဖက်ဖက်ကနေပူးပေါင်းပါဝင်သွားဖို့ဖြစ်ပါတယ်နိုင်ငံတိုးတက်ရေးနဲ့တည်ငြိမ်ရေးအတွက်ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး NCA လမ်းကြောင်းပေါ်နိုင်ငံတော်နဲ့တက်မတော်ရဲ့ဦးဆောင်မှုနဲ့ခိုင်ခိုင်မာမာဆက်လက်ရှောက်လန်းသွားမယ့်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတာပါရွေးကောက်ဝဲကနေထွက်ပေါ်လာတဲ့အစိုးရနဲ့ဒုံငင်းချင်းရေးလုပ်ငန်းရှင်တွေမှာဆက်လက်ပါဝင်ပူးပေါင်းသွားမယ့်အခြေအနေတွေနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်းဆွေးနွေးတင်ပြခဲ့ကြတယ်လို့နိုင်ငံပိုင်ဝါရဖြန့်သတင်းစာတွေမှာဖော်ပြပါရတယ် ဒါအပြင် EEO ကိုယ်စားလှယ်ဖွဲ့တွေက NCA လက်မှတ်ရေးထိုးထားတဲ့သူတွေဖြစ်တာနဲ့ညီ NCA လမ်းကြောင်းအတိုင်းနိုင်ငံတွင်ငြိမ်းချမ်းရေးရှိရေးအတွက်ဆက်လက်ပူးပေါင်းသွားမယ့်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတာပါ။ဆဲကောင်းဆောင်ကတော့ NCA ကိုဆက်လက်အကောင့်ထဲပေါ်နိုင်ဖို့ရွေးချယ်ခန်းအစိုးရလွှတ်တော်ရှိဖို့လိုအပ်တယ်လို့ NCA မှပါဝင်ခဲ့ကြတဲ့အဖွဲ့အစည်းတွေအားလုံးပါဝင်ဖို့လည်းလိုတာကြောင့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတာလို့ဆိုပါတယ်။ ဒါအပြင်မြန်မာနိုင်ငံနဲ့ကပ်ညီတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ဖို့လိုအပ်ပြီးဖက်ဒရယ်စနစ်မှာလည်းအလားတူဖြစ်တဲ့အတွက်ကွဲပြားခြားနားမှုတွေရှိပေမဲ့လည်းမိမိတို့အနေနဲ့အကောင်းဆုံးဖြစ်အောင်ညှိနှိုင်းပေးသွားမယ်လို့ EAO ကိုယ်စားလှယ်အဖွဲ့တွေကပြောဆိုခဲ့တာပါ။ တက်မတော်အနေနဲ့အတိုင်းပြည်ခွဲထွက်ရေးကိုလုံးဝလက်မခံသလိုဒုတာဝန်အရေးသုံးပါးကိုလိုက်နာသွားမှာဖြစ်ပြီးလူအနေစုရဲ့သဘောထားကိုအလေးထားရမှာဖြစ်ပေမယ့်လူအများစုရဲ့ဆန္ဒကိုလည်းအားလုံးကလေးစားလိုက်နာရမယ်လို့ဆက်ပြောပါရယ်ဖြစ်ချင်တာထက်ဖြစ်တဲ့နာဖြစ်နိုင်တာတွေကိုလှုံ့ဆော်တာကနိုင်ငံတော်ရဲ့အကျိုးကိုဆောင်ရွက်တာပဲဖြစ်တယ်လို့နိုင်ငံအာဏာကိုလက်နက်အားကိုနဲ့တင်ယူထားတဲ့စစ်တပ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာပါ ဟီအိုကိုစလဲအဖွဲ့တွေထဲမှာတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ANP ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKB ကရင်မျိုးသားစီယုံငင်းချမ်းရေးကောင်စီ KNU KNL PC လောင်ဦးဒီမိုကရက်တစ်စီယုံ NDU မွန်ပြည်သက်ပါတီနဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS တို့ပါဝင်ပါတယ်ဒီအဖွဲ့တွေရဲ့ဥက္ကဋ္ဌဒုဥက္ကဋ္ဌပါဝင်အတွင်ရေမှုဗဟိုကော်မတီဝင်နဲ့စည်ရေးချုပ်စားရတဲ့သက်ဆိုင်ရာအဖွဲ့တွေကကိုစလဲတွေတက်ရောက်ခဲ့ကြသလို SA မှာလက်မှတ်ရေးထိုးခဲ့သူဥခုံအုပ်ကနဲ့ ဦးမျိုးဝင်းတို့လည်းတက်ရောက်ခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စစ်ကောင်းဆောင်ကဒီပါဝလီပွဲကျင်းပမှုကြောင့်နိုင်ငံပုံမကောင်းမွန်လာမည်ဟုဆိုကာရွေးကောက်ပွဲကိစ္စစီးရုံးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမြောင်လိုက်တဲ့ဟိန္ဒူဘာသာဝင်များ၏ဒီပါဝလီမီထွန်းပွဲတော်ကိုအကြောင်းပြု၍၎င်းတို့၏ရွေးကောက်ပွဲစီစဉ်အတွက်စီယုံပြောဆိုခဲ့ကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းတကုံမြို့နယ်ရှိအမျိုးသားဆက်ယုံမှရမန်နေအော်တိုဘာလ18ရက်တွင်ကျင်းပတဲ့ဒီပါဝလီအထိမ်းအခမ်းအနားသို့တက်ရောက်လာသည့်စစ်ကောင်းဆောင်ကထို့သို့ပြောဆိုကြောင်း၎င်းတို့ထုတ်ပြန်ကြရသေးရပါသည်။အခုကျင်းပတဲ့ဒီပါဝလီမိထွန်းပွဲတော်ကြောင့်နိုင်ငံမှာအခုချိန်ကစပြီးပုံမှန်ကောင်းမွန်တိုတက်တဲ့အခြေအနေကောင်းတွေရရှိခံစားနိုင်မယ်ဆိုတာကိုယုံကြည်တယ်ဟုစစ်ကောင်းဆောင်ကဟိန္ဒူဘာသာဝင်များအားပြောကြားခဲ့ပါသည်။ ထို့ပြင်စစ်ကောင်းဆောင်က၎င်းတို့အနေဖြင့်လာမည့်ဒီဇင်ဘာ28ရက်မှစတင်၍ရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီးအောင်မြင်စေရန်အတွက်အဖွဲ့အစည်းအသီးသီးကလည်းဆောင်ရွက်သွားရန်လိုကြောင်းဆက်လက်ပြောကြားခဲ့ပါသည်။ယင်းပြင်ဘာသာရေးလူမှုရေးပရိပခါများကြောင့်ဒုက္ခရောက်နေသူများကိုကူညီဆောင်ရှောက်ရန်ဘာသာရေးနှင့်ဆက်နွယ်သည့်နှင်နာမှုများရှိလာပါကဥပဒေနှင့်ညီညွတ်နှိုင်းဆောင်ရွက်ပြန်လှုပ်ဆောင်နေသည်ဟုလည်း၎င်းကထည့်သွင်းပြောကြားခဲ့ပါသည်။ သို့သောလက်ရှိတွင်မိုးစစ်ကောင်းဆောင်ဦးဆောင်သောစစ်ကောင်မရှင်သည်၎င်းတို့အာဏာသိမ်းပြီးနောက် ဘာသာလူမျိုးမရွေဘာသာရေးကောင်းဆောင်များပါဝင်ပြည်သူများကိုဖန်စီတက်ပြန်နေသလိုနိုင်ငံတော်ဘုံကျဲတိုက်ခတ်လျက်ရှိပါသည်ထိုခန္ဓာသောစစ်ကောင်းဆောင်နှင့်ဇနီးဖြစ်သူအပြင်စစ်ကော်မရှင်အဖွဲ့ဝင်များလက်အောက်ခံဝင်ကြီးများပါဝင်မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာတန်ယုံများမှတန်အမဲ့ကြီးများနဲ့တန်ယုံအကြီးအကဲများတက်ရောက်ကြကြောင်းသိရပါသည်အဆိုပါအထိမ့်မဲ့ခန္ဓာကိုမြန်မာအိန္ဒိယချစ်ကြည်ရေးအသင်းနဲ့မြန်မာနိုင်ငံတွင်မိတင်းနေထိုင်ကြသောဟိန္ဒူမျိုးနွယ်စုများကစုပေါင်းကျင်းပခြင်းဖြစ်သည်ဟုစစ်ကော်မရှင်ကထုတ်ပြန်ဖော်ပြ ားထားကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်မြို့တွင်ပြူစောတိအဖွဲ့ကနေကျော်၍လူငယ်များကိုပေါ်တာဆဲလာရောက်ဗန်းစီစဉ်စစ်သားများနှင့်စကားများရန်ဖြစ်ပြီးရှိုက်ပွဲဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုက်ပြည်မြို့တွင်ပြူစောတိအဖွဲ့ကနေကျော်၍လူငယ်များကိုပေါ်တာဆွဲလာရောက်ဖမ်းဆီးစဉ်စစ်သားများနှင့်စကားများရန်ဖြစ်ပြီးရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူများနှင့်တက်တွင်တရင်ရှင်မြစ်ကပြောဆိုပါရ အော်တိုဘာလ15ရက်နေ့ည9:30မိနစ်30ခန့်တွင် ပြည်မြို့စင်စုရက်ွက်ကန္နာလန်ရှိအမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှနေထိုင်တဲ့အယံမီတက်2ဦးနဲ့မြို့နယ်ထွေရုံယုံမှဆွေမျိုးတော်ဆက်သူတို့ကိုပြည်မြို့ကိုငါကိုတည်ရင်မှာစစ်သားနဲ့ပြူစောထင်းများကကားဖြင့်ရောက်ရှိလာပြီးပေါ်တာဆွဲဖက်စီယာမှာရုံရင်းဆန်ခက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ ထို့သောယုံရင်ဆန်ခံမှုဖြစ်ပေါ်ရာကနေရအနီရှိအမတ်85စစ်သားစုဆောင်ရေးတပ်မှစစ်သားများရောက်ရှိလာပြီး၎င်းတို့အားလုံးကိုစုဆောင်ရေးတပ်တဲခေါ်ဆောင်လာကြောင်းထို့သောခေါ်ဆောင်သွားပြီးနောက်ကိုငါကိုတည့်ရမှာအရဲဝဲဝဲထားတဲ့စစ်သားနဲ့ပြူစောတိအဖွဲ့ကိုနေကျော်၍ပေါ်တော်ဆွဲဖမ်းဆီးသည်ဟုဆိုကာစုဆောင်ရေးမှစစ်သားများကဝိုင်းဝန်းထိုးချိတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ရင်းတို့ထိုးချိတ်မှုဖြစ်ပွားပြီးနောက်ကိုငါကိုတည့်ရမှာ အရေးဝဝထားတဲ့စစ်သားများကတန်ရင်မှဗိုလ်မှူးတအုပ်ကိုဖုံးဆက်၍ဂူကြီးတောင်းခံခဲ့ကြောင်းထို့နောက်ဗိုလ်မှူးဆိုသူကပြင်းပြိုးခြေတိုင်85တန်ရင်ကိုဖုံးဆက်၍၎င်းလူများကိုပြန်လှုပ်ပေးရန်ပြောဆိုခဲ့တော်လဲဗိုလ်မှူးကဂယုမဆိုင်ကြောင်းပြန်လည်ပြောဆိုခဲ့သောကြောင့်အပြန်လန်ဆဲဆိုကဖုံးချသွားကြောင်းသိရပါတယ်ထို့နောက်ယင်းနေ့ည7နာရီကမှကိုငါကိုတန်ရင်မှဗိုလ်မှူးဆိုသူပါဝင်စစ်သားများနဲ့ပြည်မြို့ထွေရုံရုံးမှလည်း AD မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့အမှတ်85စစ်သားစုဆောင်ရေးတပ်ကိုကားဖြင့်ရောက်ရှိလာပြီး၎င်းကို ဆဲဆိုခဲ့သူကိုထုတ်ပြန်ရန် ပြောဆိုပြီး အပြန်လည်ဆဲဆိုမှုများထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါသည်။အဆိုပါအမတ်99ကိုလျှက်စင်းတဲ့စက်မှုအင်ဂျင်နီယာအလုံယုံတက်ခွဲသည်ပြည်မျိုးဤမြို့ပေါ်၁၁ရက်ွက်ဖြစ်တဲ့ ခက်တရရက်ကွက်မှာတရှိပြီးပြည်မျိုးမှဒေသခံအများစုရှိတဲ့တပ်ဖြစ်ကြောင်းထိုကုန်းကားကိုတရင်မှာမိသားစုဝင်သားသမီးများသည်ခက်တရရက်ကွက်ရှိအမှတ်၅အခြေခံပညာထက်တန်းကြောင်းအာထကငါးချောင်းထွက်များဖြစ်ပြီးခက်တရရက်ကွက်သားများ၏နေအိမ်များမှာဝင်ထွက်စားသောက်ဖူးသူများဖြစ်ကြောင်းအကျန်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကုန်းကားကိုတရင်မှာစစ်သားများသည်မြို့ကန်များ၏မျက်နှာပြည်သူလူထု၏မျက်နှာကိုမထောက်ဘဲစစ်တပ်အလို့ကြသာအလွန်အကျူးလှုပ်ဆောင်ပေးနေသောတရင်ဖြစ်က ပေါ်တာဆွဲသူများကိုထားရှိပြီးတပ်ဆိုင် ရတနန်းကိုပို့ဆောင်နေသောနေရာဖြစ်ကြောင်းသိရပါဗျ။